ော့ခင်ဗျာကျွန်တော်ဒီနေ့တင်ဆက်ပေးမှာတော့ဒီတန်ဘူးတွေကိုအသုံးပြုပြီးပေါ့နော်ဒါတက်ကလေးတစည်းဒါအလွယ်ပြုလုပ်နေပေါ့နော်ဒါအခုဆိုရည်ကြီးရည်တာတွေဟိုရှိနေခါကြတော့နော်အပရမောဆုံးဒီတန်မှုတွေပေါ့နော်ဒီတန်မှုကိုရနိုင်လောက်ရောက်စုမယ်နောက်ပြီးဒီမီဂျိုဟိုတိတ်တယ်ပေါ့နော်ဒီမီဂျိုဟာလောက်တဲ့အဲဒီဂျိုးတွေပေါ့နော်မီဂျိုးချီတဲ့ဂျိုးတွေ ਨੇ ဒါချီမယ်ပေါ့နော် ချိန်မဲမှာချိန်မဲရေတံမှုတွေလည်းတွဲလိုက်ချိန်မဲပေါ့နော်တင်းချာမှာပြုတ်ထွက်အောင်ချိန်မဲပေါ့နော်ညာနဲ့ချိန်မဲရေတံမှုတွေလေရတော့အထက်မှာထည့်ထားမှာပေါ့နော်လေမရောနေနဲ့အထက်မှာလေထည့်ထားမှာတာရေတံမှုတွေချိန်မဲပေါ့နော်အဲရပြီရဆိုရင်ဒါနှစ်ထပ်ပေါ့နော် သူနှစ်ထပ်ထပ်ပြီးတော့ခါကျတော့ဒါဟိုလုံးမှာပေါ့နော်လေးငယ်ပုံစံတန်းဖန်ပြီးမှာပေါ့နော်နောက်ပြီးဒီအရှင်းနဲ့နောက်နဲ့ကိုတွဲပြီးချိန်မှာပေါ့နော်အရှင်းနဲ့နောက်နဲ့ကိုထပ်ပြီးတော့တွဲချိန်မှာအပြင်တော့သူကညီတဲ့ site ကိုရှာပေါ့နော်ညီတဲ့ site ကိုဒါသူတွဲချိန်မယ်ရေတံမှုတွေကတော့ဒါလေးလုံးရမှာပေါ့နော်သူချိန်တဲ့ချိန်ကိုချိန်ရကြည့်နော်မပြုတ်တော့လုံးဝမပြုတ်ထွက်အောင်အဲ့လိုချိန်ပေါ့နော် ရှိမှာအဲဒါမှလင်းငယ်ပုံစံအောက်ကအခင်းရတော့ရတယ်နော်ရှိပြီးအကောင်းလေးရတာချွတ်ချွန်လေးထားမှာနော်။ဟမ်ဒါရရပြီ။ပြန်ကြည့်မယ်။ထိုးလို့ရည်လား။ထိုးလို့မရအောင်ကြည့်မယ်။ဟမ်။လုံးဝခိုင်ပိုင်းနော်။ဟမ်။ဒါပေါ်ချက်ပေါ့နော်။ဒါနဲ့ထက်ချီပါ ဖြစ်ဆိုရင်ဒါအလေငယ်ပုံစံတရံကတော့ရရပေါ့နော်အဲဟာဦးသူကပေါ်ကနေဒါစိတ်ချအောင်ပေါ့နော်တက်သားနဲ့ဟောတယ်ဒါဆိုဒီတယောက်စာလေးရတယ်နော်တက်သားရှိတယ်တက်သားနဲ့ဒီပေါင်းရင်းကပေါ့နော်နောက်ပါတော့ဒါဟိုအတက်ဒါကလည်းလုံတော့ဖြတ်မယ်သူအတိုင်းနဲ့သူပေါ့နော် ူကရေတံမှုရှိရှိသလားအဲ့လောက်တိုင်းနေနဲ့ဖြတ်ထားမယ်ပေါ့နော်အဲ့ဒါကလီပုံတရပေါ့နော်လီပုံတရဖြတ် အပင်တူတီအပေါ်ကနေဟိုလောက်မှာပေါ့နော်ပေါ်ကနေဒါတစ်ထပ်ထပ်ဖို့တက်ကိုပြန်လောက်မယ်ဟာရရမှာနော်ချီမဲ့ပေါ်နေတက်ပြီးပေါ်နေအောင်နဲ့တိတ်ဆောင်လို့ ကျုံနေရှိကိုကတော့ကို့အိမ်မှာ plastic ယူရှင်တော့ဒါ plastic ကျိုးလေးနဲ့ပဲခြိလိုက်ပေါ့နော်တင်းတင်းလေးတော့ခြိပေါ့နော်ရောက်စားအေးအေးစေးစေးရပါပြီပေါ့နော် ောက်ကတော့အင်ဂျင်တက်မယ်တဲ့ပေါ့နော်ဒါကမောင်းသွားလို့ရအောင်အင်ဂျင်တက်ခါတက်မင်းစီလက်တာဘူးတူတန်းနေနဲ့ကြီးထားပါတော့ကိုယ်ပဲပါရေးကြီးရှင်နာရင်းပဲဖြစ်ဖြစ်ဒါတိလာအဲ့ဒီပုံစံမျိုးလေးနဲ့အဆင်ပြေ င်အင်တီကနောက်ကနောက်ဆုံးပိုင်းပေါ့နော်ဒါအင်ဂျင်တက်တော့မယ့်ပိုင်းပေါ့နော်မယာမဟာပေါ့နော်ယာမဟာအင်ဂျင်တက်ယူလာတယ်ပြေတော့ပြေတော့ကာမတာ 过三周之后呢，啊，三个，差不多。